ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါနော်ဒီ site ကလေးကိုမပြခင်မှာကျွန်တော်ရဲ့မမအဖွဲ့ဝင်တွေအားလုံးကိုအနုညွတ်တောင်းပန်အပ်တယ်နော်အရင်အနုညွတ်တောင်းပန်ပါတယ်လို့နော်ဘာလို့ဆိုဒီ site ကကျွန်တော်မမကတ်ထဲမှာပါမသွားဘူးနော်ဒီကနေ့ကျွန်တော်အဖွဲ့ဝင်တွေကဆိုလို့ကိုမင်းတယောက်ပဲနော်ကျွန်တော်လည်းအပြင်မှာလက်ဖိတ်ဆိုင်မှာအတူတူထိုင်ပြတဲ့ကိုမင်းတယောက်ပဲဒီ site ကိုကြည့်ရလို့အဖွဲ့ဝင်တွေကကိုမင်းတယောက်ပဲပောက်တယ်နော်အဖွဲ့ဝင်တွေအားလည်းကိုမင်းပဲပောက်တယ်နော်ကိုမင်းကတော့ဒီမှာသူ လုံသားတွေရကိုခွင့်ရတာနဲ့ကျွန်တော်ရှိတဲ့မျိုးသူပြန်ရောက်တာနဲ့ကျွန်တော်တို့တစ်ဖက်တိုင်းမှာတိုင်းပြတာနဲ့เนาะ तू อ่ะไอ้ไซเคิลကိုကြည့်လိုက်ရတော့ तू อ่ะ तू တယောက်ပဲပေါက်သွားเนาะကျန်တဲ့အဖွဲ့ဝင်တွေအားလုံးကိုအနှွံ့ညွတ်ပဲတောင်းပန်တယ်เนาะကျွန်တော်ရဲ့ဆုံးဖြတ်ချက်မှားရမှုကြောင့်ဒီကဏ္ဍကမမကတ်ထဲမှာပြီးခဲ့တဲ့ဘက်ကပါမသွားဘူးเนาะနောက်ကအားလုံးကြည့်ရအောင်เนาะကျွန်တော်တို့2020မှာ6နောက်ပိတ်เนาะ6နောက်ပိတ်6နောက်ပိတ်က6ပြိတ်ထွက်တယ်เนาะအဲ့6ပြိတ်ထွက်တော့မယ်ဆိုလို့ရှိရင်တဲ့ तू อ่ะ3ညနောက်ပိတ်6ထိတ်လို့ထောက်ပြီးကမ်းမှာ 6ပြိထွက်တာအဲ့3ည6ဒီ6ဖြစ်တဲ့အတွက်အဲ့6ပြိထောက်တာเนาะ6ပြိထွက်တာเนาะ6ပြီးတော့2020ပြီးတော့2021မှာ6ပြီးတော့ခွန်နောက်ပြိပေါ့เนาะ6ပြီးတော့ခွန်နောက်ပြိအဲ့ခွန်နောက်ပြိကြောင့်လည်းခွန်နောက်ပြိကစားမှာခွန်ပြိထွက်တယ်เนาะအဲ့ခွန်ပြိထွက်တယ်ဆိုရှင်အဲ့ခွန်ပြိထွက်တော့မယ်ဆိုရင်เนี่ยပထမကတ်မှာ3ည6အခုဒုတိယကတ်မှာ10နောက်ပြိနဲ့6ထိပ်16เนาะအဲ့16ပေါင်းရင်ခွန်ဖြစ်တဲ့အတွက်ခွန်ပြိထွက်တယ်เนาะဟုတ်ပြီဒါဆိုတတိယကတ်6ပြီးပြီးခွန်ပြီးပြီးဆို10ပေါ့เนาะစီနီယာလာမှာเนาะ6ခွန်10 ီနီယာလာမှာနောက်နေ့ကျတော့ရှင်းနောက်ပဲအရှင်းနောက်ပဲကပေးမှာဘရိတ်ရှစ်ထွက်တယ်နော်သူဘရိတ်ရှစ်ထွက်တော့မှဆိုရင်ပထမကတ်မှာ3.6ဒုတိယကတ်မှာ1.6အခုတတိယကတ်မှာ2.6ထောက်အဲ့2.6ပေါင်းရင်ရှစ်ဖြစ်တဲ့အတွက်ဘရိတ်ရှစ်ထွက်တာနော်ဟုတ်ပြီနော်6ခွန်ရှစ်နော်6နောက်ပိတ်ဆောင်မှာဘရိတ်6ခွန်နောက်ပိတ်ဆောင်မှာဘရိတ်ခွန်7နောက်ပိတ်ကဆောင်မှာဘရိတ်ရှစ်နော်အဲ့ဒီလိုထွက်ပြရတယ်အဲ့6ခွန်8ကိုပြောင်းမြန်လာရင်နော်6ခွန်8ဘရိတ်ကိုပြောင်းမြန်လာရင်သူ့အောက်မှာ8ဘရိတ် ခွန်ပရိတ်6ပရိတ်ဆိုပြီးတော့သူက8ခွန်6ပြောင်းပြန်ပြန်နှံ့နော်6ခွန်8ကိုပြောင်းပြန်လမ်းပြီးတော့8ခွန်6ဆိုပြီးတော့အောက်မှာပရိတ်တွေလိုက်ထွက်တယ်နော်အဲ့ဒီလိုထွက်လိုက်တာနဲ့တွေ့ရနေတယ်အဲ့ပရိတ်2ခုပေါင်းခြင်းနော်ဒီပရိတ်2ခုပေါင်းခြင်းဒီတဲ့14เนาะဒီဘရိတ်နှစ်ခုပေါင်းခြင်းဒီ၄ဖြစ်တဲ့အတွက်သူ့ဘေးမှာဘရိတ်ဆက်လေးကိုပုံသေးကစားပေးရတယ်နော်ဘရိတ်ဆက်လေးကိုပုံသေးကစားပေးရဟုတ်ပြီနော်အဒုတိယကံမှာလည်းသူဒီတိုင်းပဲတဲ့ခွန်ဘရိတ်နှစ်ခုပေါင်းခြင်း၄အဲ့၄ကြောင့်ဒီဘေးမှာဘရိတ်လေးကိုပုံသေးကစားပေးရဒီ၄၆နော် အဲ့တတိယကမှလည်းဒီတိုင်းပဲလေ shift brake ကအမှ6 brake လိုက်တဲ့အတွက်အဲ့8နဲ့6နဲ့ပေါင်းရင် shift brake နဲ့6 brake နဲ့ပေါင်းရင်4 brake အဲ့ brake လေးသည်ဘေးမှာ brake လေးပုံသည်လိုက်ပေးရတယ်လေးနော်အဲ့လို brake လေးလိုလိုက်လိုက်တာ ਨੇ တဲ့သူကပထမကတ်ကိုပြန်သွားမယ်နော် shift brake နဲ့6 brake နဲ့ဒီ6 brake နဲ့ shift brake နဲ့6ခု8ကို8ခု6ဆိုပြီးတော့ power လှမ်းထားတာနော် brake ကအောက်မှာပြောင်းမြန်လှမ်းထားတာနော်6ခု8ကို8ခု6ပြောင်းမြန်လှမ်းထားတာအဲ့ကြောင့်အဲ့ brake နဲ့ကိုပေါင်းရင်၄သည်တဲ့၄လို့ လေးဘရိတ်လိုကြိုက်တာနဲ့တပြိုင်နက်တည်းတဲ့သူကခါးနှလုံးဒီကိုခါးသုံးလုံးဒီကိုပါတဲ့လေးဘရိတ်လိုကြိုက်တာနဲ့အဲ့လေးဘရိတ်ကိုအခြေခံပြီးတော့မှခါးသုံးလုံးဒီကိုတဲ့နောက်ထောင်သုံးလုံးဒီတုံညာတဲ့ထိတ်ထောင်သုံးလုံးဒီခွန်တဲ့ကိုးတုံညာခွန်ဆိုတော့ကနနောက်နှစ်ကိုဒဲလိုက်ပေါက်တယ်နော်နောက်နှစ်ကိုဒဲလိုက်ပေါက်တယ်သူပေါက်တော့မပြီးမှဘယ်ချင်းပေါက်လဲဖမ်းပြမယ်ဗျာနော်ပြီးမှဘယ်ချင်းမှာပေါက်လဲဆိုတော့ဖမ်းပြမယ်နော်သူပေါက်ပြီးဒုတိယကတ်မှာလည်းသူဒီတိုင်းပဲတဲ့ဘရိတ်ခွန်ခွန်နောက်ပြီးတော့မှဘရိတ်ခွန်ထွက်တယ်အဲ့ခွန်ဘရိတ်နှစ်ခုပေါင်းခြင်းဒီ၄ဖြစ်တဲ့အတွေ့တဲ့နော် အဲ့ဘရိတ်နှစ်ခုပေါင်းခြင်းဒီလေးဖြစ်တဲ့အတွက်ဘရိတ်လေးဒီမှာပုံသေးလိုက်တယ်အဲ့ဘရိတ်လေးလိုလိုက်တာနဲ့ခါခါထောင်သုံးလုံးဒီ9တဲ့နောက်ထောင်သုံးလုံးဒီ3ညထိထောင်သုံးလုံးဒီ4တဲ့9 3ည4ဆိုရကနနောက်နှစ်ကိုတဲလိုက်ပေါက်တယ်နော် နောက်နှစ်ကိုတဲလိုက်ပေါက်တယ်သူတဲလိုက်ပေါက်ပြီးရတယ်အခုတတရကတ်မှလည်းသူဒီတိုင်းပဲတဲ့ရှင်းနောက်ဝေကဘေးမှာဘရိတ်ဇောင်းမှာဘရိတ်ရှစ်ထွက်ပြီအဲ့ဘရိတ်ရှစ်နဲ့အောက်ကဘရိတ်6နဲ့ပေါင်းခြင်းဒီ4ပဲတဲ့နော်အဲ့4ကြောင့်ဒီမှာ4နောက်ဘရိတ်လေးကိုပုံသေးကစားတယ်ဘရိတ်လေးပုံသေးကစားလိုက်တာနဲ့တပြိုင်နက်တည်းတဲ့သူကခါထောင်သုံးလုံးတက် နောက်ထောင်တုံတုံဒေးတဲ့ထိတ်ထောင်တုံတုံက၅ပါတဲ့အဲ့1 4 5ဆိုတဲ့ကဏ္ဍဒီနှစ်ကိုအခုနှစ်ထဲကိုတဲလိုက်ပါပါမယ်နော်ဒီမှာဟုတ်ပြီနော်အဲ့တော့ဘယ်ချိန်မှာပေါ့လဲဆိုတော့ပထမကတ်မှာသူကဘရိတ်လေးထောက်ထားပြီးတော့မှာတဲ့ခါထောင်တုံတုံက6နောက်ထောင်တုံတုံတုံညာထိတ်ထောင်တုံတုံခုံ6တုံညာခုံဆိုတဲ့ကဏ္ဍပေါက်တော့မယ်ဆိုရင်တဲ့သူကသူ့ရဲ့ပုံမှာဒီမှာ9ထိတ်နော်သူ့ရဲ့ပုံမှာ9ထိတ်စောင်း10ပြတ်တယ်နော်ပြီးအဲ့9ထိတ်ကောင်မှာ4ထိတ် ထမကတ်မှာ9ထိပ်ပေါ့ဒုတိယကတ်မှာ तू က4ထိပ်ဖြစ်သွားမယ်เนาะတတိယကတ်မှာ3ထိပ်ဖြစ်မယ်เนาะစီနီယာတွေပဲလာမှာနောက်ဒုတိယ9ထိပ်အဲ့9ထိပ်ကအောက်မှာ तू က4ထိပ်เนาะ4ထိပ်ဒီနှလုံးပေါင်းရင်9ပေါ့เนาะဒီဇောင်း30ဖြစ်တယ်ဒီနှလုံးပေါင်းရင်9အဲ့9ရဲ့အောက်တစ်ပွဲကျော်မှာ6ထိပ်ကြာမှာအဲ့6ထိပ်ဒီ6ထိပ်ကနှစ်ခါ8တူ8နဲ့မှာ9ထိပ်ထောက်ထားအောင်เนาะအဲ့တော့မ9နှစ်ခါ6ထိပ်လို့ကြာပြီကံမှာသူ့အောက်တစ်ပွဲကျော်မှာအဲ့9ညခုံပေါက်တာเนาะ9ညခုံပေါက်တယ် ဒုတိယကတ်သူကအဲ့တိုင်းပဲဒုတိယကတ်ဒီမှာလည်းပဲသူက break လေးလို့ကြားတယ်ကြားလိုက်တာနဲ့ခန်းထောင်တုံးလုံးကနောက်ထောင်တုံးလုံးတုံညာထိတ်ထောင်တုံးလုံးလေးငါးတုံညာလေးဆိုရကနေနောက်နှစ်ကိုလိုက်ပေါက်တော့မယ်ဆိုရင်တဲ့ပထမကတ်မှာတော့သူက၅ထိတ်ဒုတိယကတ်မှာကျသူက၄ထိတ်နော်၄ထိတ်ကိုဇောင်း၁၀ဖြတ်ထားတယ်အဲ့မှာသူ၄ထိတ်ကအောင်မှာ၅ထိတ်နော်သူက senior လေးလာတာပထမကတ်မှာ၅ဒုတိယကတ်မှာ၄တတိယကတ်ကျလို့ရှိရင်၃နဲ့လာမှာဒီ၃နော်အဲသူ့အောင်မှာကျတော့၄နောက်ပဲ၄ထိတ် ငါးထိပ်နော်ငါးထိပ်အဲ့တော့သူကဒီနှလုံးကိုတဲ့နော်ဒရီဆောင်းကလည်း30ဖြစ်ရမှာဒီနှလုံးကိုအဲ့ကိုရဲ့အောက်တပွဲကျော်မှာမှာ6ထိပ်ကြာမှာအဲ့6ထိပ်ပဲ8နှစ်မှာသူကကို6ကိုနှစ်ခန်6လူထောက်ပြီးကံမှာအဲ့အောက်တပွဲကျော်မှာအဲ့ငါးတုံညာလေးဆိုတဲ့ခဏန်းကိုရိုက်တာနော်ဒီနှလုံးက6ပုံနေဖြစ်တယ်နော်6ပုံနေဖြစ်တယ်ဇောင်းက30ဖြစ်တယ်နော်ဖြစ်ပြီးတာနဲ့သူအောက်တပွဲကျော်မှာ6ထိပ်ထွက်တယ်ကိုနှစ်ခန်6ထိပ်ဖြစ်ရမှာအဲ့ဒီအောက်တပွဲကျော်မှာမှာအဲ့ငါးတုံညာလေးထွက်တာနော်ဟုတ်ပြီဒါဆိုတတရာက တတိယကတ်ဒီမှာပရိနှစ်ခုပေါင်းခြင်း၄သည်၄ပရိဖြစ်ပြီ၄ပရိလို့ဖြစ်ရတာနဲ့တူခါသုံးလုံးထောင်၁နောက်ထောင်သုံးလုံး၄ခါသုံးလုံးထောင်၁နောက်ထောင်သုံးလုံး၄ထိထောင်သုံးလုံး၅၁၄၅ဆိုတော့ကနနောက်နှစ်ကိုလိုက်ပေါက်တော့မယ်ဆိုလို့ရှိရင်နဲ့เนาะဒီမှာ၁၄၅ပေါက်တော့မယ်ဆိုရင်တူပထမကတ်မှာ၅ထိဒုတိယကတ်မှာ၄ထိအခုတတိယကတ်မှာ၃ထိเนาะနောက်အောက်အောက်မှာကြတော့ပထမကတ်မှာ၄ထိဒုတိယကတ်မှာ၅ထိအခုဒီတတိယကတ်မှာ၆ထိเนาะအဲ့လိုဖြစ်လိုက်တာနဲ့ဒီနှောင်းက9เนาะဒီဆောင်းက10ပဲเนาะ 9 9ပုံသေး10ပုံသေးเนาะအဲ့ရဲ့အောက်တပွဲကျော်မှာမှာ6ထိပ်အဲ့6ထိပ်အဲ့6ထိပ်ဒီလည်းပဲ9ထိပ်ကနှက်ခါ6ထိပ်လို့ထောက်ထားရမှာထောက်ထားပြီးမှသူ့ရဲ့အောက်တပွဲကျော်မှာအဲ့တလေးငါတဲလိုက်ပေါက်တာเนาะဟုတ်ပြီเนาะအဲ့တလေးငါတဲလိုက်ပေါက်တယ်ပေါက်ပြီရနေတဲ့သူကเนาะဒီဘရိတ်လေးเนาะခါတောင်တုံးလုံး9 9ထောင်တုံးလုံးတုံညာထိထောင်တုံးလုံးခွန်ဘရိတ်လေးကြလိုက်တာနဲ့ခါတောင်တုံးလုံး9 9ထောင်တုံးလုံးတုံညာထိထောင်တုံးလုံးခွန်9တုံညာခွန်ဆိုတော့ကနေဒီမှာပေါက်ပြီရနေတဲ့ပြိုင်နေတဲ့သူ့အောက်မှာ ကိုးသုံးညခုံကိုတပေါက်လျှော့ပြီးကိုးသုံးညခြောက်ဆိုတော့ကဏန်းထပ်ပြီးတော့လိုက်ပေါက်တာနော်ကိုးသုံးညရှည်ရွယ်ကိုကိုးသုံးညရှည်ရွယ်ပဲနောက်ဘိတ်ကိုတပေါက်လျှော့ပြီးတော့ထိတ်စီနောက်ဘိတ်ခုံကိုတပေါက်လျှော့တော့6နောက်ဘိတ်နဲ့ကိုးသုံးညခြောက်ပေါက်တာနော်ဒုတိယကံမှလည်းသူဒီတိုင်းပဲနော်ဒုတိယကံမှလည်း9သုံးညလေးဆိုတော့ကဏန်းပေါက်တယ်နော်ဗရိတ်လေးပုံတွေထောက်တယ်ဗရိတ်နှစ်ခုပေါင်းမြင်သေးဖြစ်တဲ့အတွက်ဗရိတ်လေးပုံတွေထောက်တယ်ထောက်ပြီးရတယ်သူကခါရုံလုံးလုံးကနောက်ထောင်လုံးလုံးသုံးညထိတ်ထောင်သုံးလုံးလေး9သုံးညလေးဆိုတော့ကဏန်းနောက်နှစ်ကိုလိုက်ပေါက်တယ်နောက်နှစ်ကို9သုံးညလေးလိုက်ပေါက်ပြီးရတယ်ပြိုင်နေတဲ့နောက်ဘွဲကြလို့ရှိရင်ဒီဘွဲမှာ ငါးတုံညာလေးကိုတပေါက်လျှော့ပြီးတော့ငါးတုံညာသုံးဆိုတဲ့ကဏ္ဍပေါက်တာနော်ရှင်းငါးတုံညာတွေငါးတုံညာတွေပဲထက်တယ်လေးနောက်ဘိတ်ကိုတပေါက်လျှော့ပြီးတော့သုံးနောက်ဘိတ်နဲ့ငါးတုံညာသုံးဆိုပေါက်တာနော်အဒုတိယကအခုတတိယကမှလည်းဒီတိုင်းပဲပရိနှစ်ခုပေါင်းရင်၄ဖြစ်သွားတယ်နော်အဲ့၄ဖြစ်တဲ့အတွက်၄ပရိပုံတွေထွက်တယ်၄ပရိပုံတွေထွက်တာနဲ့ခါရောင်သုံးလုံး၁နောက်ထောင်သုံးလုံး၄ထိတ်ထောင်သုံးလုံး၅တိလေး၅ဆိုကဏ္ဍနောက်နှစ်မှလိုက်ပါဘူးသူပေါက်တော့မဆိုရင်လည်းပဲဆိုတော့ကိုးနက်ခတ်၆ထိတ်လို့ထောက်ပြီးတော့အောက်တဘွဲကျွန်မှာပေါက်တယ်နော်သူပောက်ပြီးတာနဲ့တဲ့သူကအဲ့တစ်လေးငါးကိုတပေါက်လျှော့ပြီးတော့တစ်လေးလေးဆိုတဲ့ကဏ္ဍ ထွက်ရမှာနော်နော်တလေးတွေကတလေးရှည်တွေကတလေးရှည်တွေပဲငါးနောက်ပိတ်ကိုတစ်ပေါက်လျှော့ပြီးတော့လေးနောက်ပိတ်နဲ့တလေးလေးဆိုတော့ကနန်းထွက်တာနော်ဒါပထမဒုတိယတစ်မျိုးကဒါပထမတဏီနော်ဒုတိယတဏီကဘယ်လိုစဉ်းစားလို့ရလဲအဲ့ကိုသုံးညာခုံဆိုတော့ကနန်းထက်ထွက်ပြီးလို့ရှိရင်တဲ့သူကကိုသုံးညာရှည်တွေကကိုသုံးညာရှည်တွေပဲပြန်ကြတယ်ကြပြီးရတယ်အဲ့ကိုသုံးညာတွေနောက်ပိတ်ခုံနဲ့ဒီသုံးလုံးပေါင်းလိုက်တာနော်ဒီသုံးလုံးနှစ်ခုံခုံဆိုတော့သုံးလုံး6ကိုယ်တုံညာရှည်တွေကကိုယ်တုံညာရှည်တွေပဲနှစ်ခုံခုံပေါင်းရင်6က6နောက်ပိတ်နဲ့ကိုယ်တုံညာ6ဆိုတော့ကဏ္ဍလိုက်တယ်ပထမကံမှာ ဒုတိယကံမှာ9000ညာလေးထွက်ပြီးတာနဲ့တဲ့9000ညာရှည်တွဲက9000ညာရှည်တွဲပဲနော်အဲ့ဒီ9000ညာရှည်တွဲတွန့်နေတဲ့နောက်ပိတ်နဲ့ဒီ3လုံးပေါင်းလိုက်တာ3ညာ6လေး3ဟာ3နောက်ပိတ်နဲ့9000ညာလေးကို9000ညာဒီ3လုံး3နဲ့9000ညာ3ဆိုပြီးပောက်ခဲ့တာနော်ဒါဆိုရင်ခုတတိယကံမှာ1 4လေးမဟုတ်ခဲ့လို့ရှင်နဲ့เนาะ1 4ရှည်တွဲอ่ะ1 4ရှည်တွဲပဲပြန်ကြမယ်ကြပြီးရာနဲ့ဒီ3လုံးခောက်လိုက်တဲ့3ညเนาะအဲ့3ညဒီ3ညနောက်ပိတ်နဲ့1 4 3ညเนาะအဲ့တော့ 144ဒက်143ညเนาะ144နဲ့143ညနှစ်ကွက်ပေါ့เนาะဒက်နှစ်ကွက်ကိုထုတ်ပြလိုက်တယ်ကြိုက်တဲ့လူကထိုးတာပါမကြိုက်တဲ့လူကရှောင်းသွားပါเนาะဒီရှည်ရွက်ကကိုးနောက်ပိတ်တဲ့နှစ်တွေထဲမှာရှည်ရွက်ထက်တယ်เนาะဒီကိုးနောက်ပိတ်တဲ့နှစ်ထဲမှာတဲ့ကိုနောက်ပိတ်တဲ့နှစ်ထဲမှာရှည်ရွက်ထက်တယ်ဒီမှာเนาะ13ညရွဲကို13ညရွဲဆိုပြီးတော့ရှည်ရွက်ထက်ကစားခဲ့ပဲเนาะနောက်ဒုတိယကိုးနောက်ပိတ်တဲ့နှစ်ထဲမှာလည်းပဲတဲ့လေးတရှိရွယ်လေးတရှိရွယ်ကစားရတဲ့တစ်ချိန်ဒီမှာကိုးတုံညာရှိရွယ်ကိုးတုံညာရှိရွယ်နှစ်ချိန်ကစားရတယ်เนาะ နောက်တက်တက်ကိုနောက်ပိတ်တဲ့နှစ်ထဲမှာလည်းအဲ့လိုပဲတဲ့သူကဒီမှာသူက9သုံးညာရှည်ရွဲကို9သုံးညာရှည်ရွဲပဲကစားတယ်နော်နောက်တစ်ခါ66ရှည်ရွဲကို66ရှည်ရွဲနှစ်ခါထပ်ကစားတယ်နော်အခုဒီနှစ်ထဲမှာသူကကိုနောက်ပိတ်တဲ့နှစ်ထဲမှာရှည်ရွဲထပ်တာမလာသေးဘူးနော်အဲ့တော့ဒီဘွဲမှာရှည်ရွဲထပ်မယ်လို့မှန်းတယ်နော်ကျွန်တော်ကဒီတလေးရှည်ရွဲဒီဘွဲမှာထပ်လိမ့်မယ်လို့မှန်းတယ်နော်ဘာလို့လဲဆိုတော့သူဒီရှည်ရွဲထပ်တော်မယ်ဆိုရင်တဲ့သူ့ရဲ့ဒီမှာကိုထိတ်ထောက်ပြီးကမှသူကရှည်ရွဲတွေထပ်တာနော် အဲ့ကြောင့်မလို့ဒီမှာလည်းပဲကိုကိုထိတ်ထောက်ထားတယ်နော်ရှည်ရွက်ထက်အဲ့တော့ဒီပွဲမှာရှည်ရွက်တလေးရှည်ရွက်ထက်ကြလိမ့်မယ်လို့ယူဆလို့ကျွန်တော်ဒီကနေ့နှစ်ခွက်ကိုထပ်ပြီးတော့ထုတ်ပြရအောင်နော်ကြိုက်တဲ့လူကထိုးထားပါမကြိုက်တဲ့လူကကြောသွားပါဗျာနော်အားလုံးပဲကိုလက်နော်ကံကောင်းကြပါစေနော်